မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ23ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်စကမ်းသိမ်းတိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်မှာနှစ်လခွဲကြာကြာတဲ့စစ်စင်ကာလအတွင်းမှာစစ်ကောင်စီရဲ့တပ်စခန်းပေါင်း100ကျော်ကို KIA ကတိမ့်ပိုက်ရရှိထားပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မက်စလာ9ရက်နေ့ကနေပြီးတော့မေလ23ရက်နေ့အထိစစ်စင်ရေးကာလအတွင်းမှာ KIA ဥဆောင်တဲ့တော်လိုင်းတပ်များကစစ်ကောင်စီရဲ့အဓိကစခန်းကြီးတွေအပအဝင် စခန်းပေါင်း105ခုကိုတိမ့်ပတ်ရရှိထားပြီလို့သိရပါတယ်။တရုတ်မြန်မာနယ်စပ်မြို့ဖြစ်တဲ့လွယ်ကျယ်မြို့၊စင်ပေါ်မြို့၊စွန်ပရာပေါ်မြို့အပါအဝင်မြို့ကြီးများဟာလည်း KIO ကအပြည့်အဝထိန်းချုပ်ထားပြီလို့သိရပါတယ်။ကချင်ပြည်နယ်အတွင်းမှာဆက်သွယ်ထားတဲ့အဓိကလမ်းမကြီးတွေဟာလည်း KIA ရဲ့စုံမမှုအောက်ကိုကျရောက်နေပြီလို့သိရပါတယ်။ဝိုင်းမော်မြို့နယ်မှာဆိုရင်ခလာရ58တပ်တစ်ခုပဲကျန်တော့တယ်တိုက်ပွဲတွေကမြေကြီးနားမြို့အနားထိပ်ကိုနှီးကပ်လာပြီးတိုက်ပွဲတွေကဆော့လော်ဆောင်ပရာဘွန်တနန်းပူတာအို ဖားကတ်ဗမော်မိုးမောက်မန်စီမြေကြီးနာရွှေကူနဲ့ဝိုင်းမော်မြို့နယ်တွေမှာဖြစ်နေတဲ့မြို့တွေကိုထိန်းချုပ်ထားတာတွေလည်းရှိတယ်အဓိကဆက်သွယ်ရေးလမ်းမကြီးတွေကိုလည်းဆုံးမထားနိုင်ပြီစစ်တပ်ဘက်မှာကတွားတိုက်ရင်ရှုံးတယ်ထွက်ပြေးတယ်အញ្ញန်းခံနေတဲ့လေရင်နဲ့ဘုံကျဲတယ်ဒါတွေပဲသူတို့လုံနိုင်တော့တယ်လို့ KI ရဲ့သတင်းအရင်းမြစ်ကပြောဆိုထားပါတယ် KI ဥဆောင်တဲ့တော်လိုင်းတပ်များကနှစ်လခွဲကျော်ကြောင်စစ်စင်ရေးကာလအတွင်းမှာတိမ့်ပိုက်ထားတဲ့စစ်ကောင်စီတပ်ဆက်ခန်းပေါင်း105ခုအထိရှိလာပြီဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်မောင်တော်မြို့နယ်လေးမိုင်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းကိုမေလ22ရက်နေ့ညနေကအရခတတ်တော်အေအေကသိမ်းပိုက်လိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မောင်တော်လေးမိုင်တပ်စခန်းဟာစစ်ကောင်စီရဲ့နခခနှစ်ဌာနချုပ်ဖြစ်ပြီးတော့ဘူးစီတောင်မြို့ကိုသိမ်းပိုက်ပြီးတဲ့နောက်မှာမောင်တော်မြို့ကိုသိမ်းပိုက်နိုင်ဖို့အတွက်ထိုးစစ်အရှိန်မြှင့်နေရမှာအေအေကသိမ်းပိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်ရေးအခြေအနေကိုသိတဲ့သူတို့က ဦးသီးရောင်ကိုတင်ပိုက်ပြီးတဲ့နောက်မှာအေအေကမောင်တော်မျိုးကိုထိုးစစ်အရှိန်မြှင့်နေခဲ့တယ်။မောင်တော်မှာတိုက်ပွဲကရမ်းပြင်းထန်နေတဲ့လေးမိုင်တပ်စခန်းကိုမနစ်ညံ့နေကအေအေကတင်ပိုက်လိုက်ပြီလို့သိရတယ်လို့ပြောဆိုခဲ့ပါတယ်။မောင်တော်လေးမိုင်စစ်ကောင်စီတပ်စခန်းကအေအေတင်စီထားတဲ့လက်နက်များဗီဒီယိုဖိုင်ဟာလူမှုကွန်ရက်စာမျက်နှာမှာပြန့်နှံ့နေပြီးတော့အဲ့ဒီစခန်းသိမ်းတိုက်ပွဲမှာလည်းမွတ်စလင်လက်နက်ကိုင်းများကိုလည်းတွေ့ခဲ့ရတယ်လို့ တရင်များပြန့်နှံ့နေပါတယ်။မောင်တော်မြို့နယ်တောင်ပြိုမြို့နယ်တပ်စခန်းများအပါအဝင်ဌာနချုပ်တချို့ကိုအေအေကပြီးခဲ့တဲ့လများကစပြီးတော့တိမ့်ပိုက်ခဲ့ပြီးတော့မောရဝတီဘျူဟာကုန်းမြို့တကြီးနာခခငါရဲတက်ရဲ့ အလဲတန်ကျော်စစ်စခန်းအင်းဒီနခခခ6မြင်းလွနခခ9နဲ့လေးမိုင်နခခ2ဌာနချုပ်တို့ကြန့်ရှိနေတယ်လို့သိရပါတယ်အဲ့ဒီတဲကလေးမိုင်နခခ2ဌာနချုပ်ကိုအေအေကသိမ့်ပိုက်လိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်နောက်ထပ်စစ်ရေးအခြေအနေကိုသိတဲ့သူတဦးကမောင်တော်မျိုးသိမ့်တိုက်ပွဲမှာစစ်ကောင်စီဘက်ကဝင်တိုက်နေတဲ့မွတ်စလင်လက်နက်ကိုင်အများပြားကိုတွေ့နေရတယ်အခု၄မိုင်စခန်းသိမ့်တိုက်ပွဲမှာလည်းမွတ်စလင်လက်နက်ကိုင်အများပြားတည်တယ်လို့သိရတယ် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့လည်းဘင်္ဂလားဒေ့ရှ်ဘက်ကိုယာနဲ့ချီပြီးတော့ထွက်ပြေးနေတာတွေရှိတယ်။အေအေကတော့စီရေးအသာစီရနေတာပေါ့လို့ပြောဆိုခဲ့ပါဗါးမွတ်စလင်လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်တဲ့ ASA, ARA, RSO နဲ့စစ်ကောင်စီတင်နန်းပေးထားတဲ့မွတ်စလင်လက်နက်ကိုင်များဟာစစ်ကောင်စီနဲ့ပူးပေါင်းပြီးတော့အာရခတပ်တော် AA ကိုတိုက်ခိုက်နေပြီးတော့ AA ကလည်းစစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်နေတဲ့မွတ်စလင်များကိုရှင်းလင်းတိုက်ခိုက်နေတယ်လို့သိရပါဗါးစစ်ကောင်စီတပ်ဖွဲ့ဝင်များစစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်နေတဲ့မွတ်စလင်လက်နက်ကိုင်များကို AA ကတိုက်ခိုက်နေတာကို ပြည်တွင်းပြည်ပမှာရှိတဲ့မွတ်စလင်တက်ကြွလှုပ်ရှားသူများကအပြစ်မဲ့တဲ့အရက်သားမွတ်စလင်များကိုအေအေကတပ်ဖြတ်နေတယ်လို့ စွတ်ဆွဲကတရေအမားများကိုဖြန့်ဝေနေကြောင်းကိုလည်းတွေ့နေရပါတယ်အာရခတ်တတော်အေအေကအပြစ်မဲ့တဲ့အရသာပြည်သူမွတ်စလင်များကိုတပ်ဖြတ်ခြင်းမရှိကြောင်းနဲ့မွတ်စလင်နေအိမ်များကိုလည်းမိရှို့ခြင်းမရှိကြောင်းထုတ်ပြန်ပြောဆိုထားပါတယ်အာစာ ARA RSO အကြမ်းဖက်အဖွဲ့များစစ်ကောင်စီတင်နန်းပေးထားတဲ့မွတ်စလင်လက်နက်ကိုင်များနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များဟာဘူးဒီတောင်မောင်တော်ဒေသကမွတ်စလင်များကိုဖမ်းဆီးချုပ်နှောင်ထားခြင်းနဲ့နေအိမ်အများပြားကိုမိရှို့ဖျက်ဆီးခြင်းတွေလှုံ့ဆော်နေကြောင်းစုံစမ်းသိရှိရပါတယ် ၎င်းတို့ဖန်စီထိမ့်သိမ်းချုပ်နှောင်ထားတဲ့မွတ်စလင်မိသားစုများကိုအေအေကကယ်ထုတ်နေပြီးတော့လက်ရှိမှာအမျိုးသမီးများကလေးငယ်များတက်ကြီးရွယ်အိုများအပါအဝင်မွတ်စလင်8000ကျော်ကိုအေအေကကယ်ထုတ်ထားကြောင်းသိရှိရပါတယ်။အရခတ်တက်တော်အေအေကမွတ်စလင်များအပါအဝင် ရခိုင်ပြည်သူလူထုလူမျိုးရေးနဲ့မြန်မာပြည်သူလူထုလိုလားတဲ့စစ်အာဏာရှင်စနစ်အမြင့်ပြည့်ရေးအတွက်စစ်ကောင်စီကိုနေညာမပြတ်တိုက်ခိုက်နေတယ်လို့အေအေကထုတ်ပြန်ထားကြောင်းသတင်းအရှိပါတယ်ခင်ဗျာ။သတင်းတွေကိုတင်ဆက်ပေးနေရင်ဂျားဖြတ်ပြီးအကူအညီတောင်းနေတာလေးကတော့ update ဖြစ်နေတဲ့သတင်းတွေကိုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel အသစ်ကလေးကို like and subscribe လုပ်ပေးကြဖို့အတွက်တောင်းဆိုလိုက်ပါရစေခင်ဗျာအတင်းအဓမ္မစေခိုင်းတတ်တဲ့အာနာရှင်စနစ်ကိုယုံမုန်းတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အတွက်အစဉ်ပြေမှ subscribe လုပ်ပေးကြပါအတင်းမတောင်းဆိုပါဘူးအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းဂျိုးပင်ကောင်းမြို့နယ်မှာစစ်သားတဲ့စူဆောင်းပေးနေတဲ့လက်နက်ကိုင်အုပ်ချုပ်ရေးမှုနေအိမ်ကိုဝင်ရောက်ပစ်ခတ်ရာ ုပ်ချုပ်ရေးမှုရဲ့ဇနီးဖြစ်သူတိတ်ဆုံးပြီးတနတ်နဲ့လက်ပြဘုံတို့ကိုတင်စီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မေလ21ရက်နေ့မွန်းလွဲ2:45မိနစ်အချိန်ကမှအေးမကွင်ကျေးရွာကလက်နက်ကင်ပြူစောထီခေါင်းဆောင်အုတ်ချုပ်ရင်းမှုခင်မောင်ဝင်းရဲ့နေအိမ်ကိုတာဝတီခိုင်တရင်383ညနဲ့တက်ခွဲလေးမြေအောက်ပြောက်ကြားတပ်ဖွဲ့ကရဲဘော်များကဝင်းရောက်စီးနှင်းတိုက်ခတ်ရာအုတ်ချုပ်ရင်းမှုခင်မောင်ဝင်းနဲ့ဇနီးဖြစ်သူတန်းတန်းຫນွယ်တို့ကတနက်နဲ့ပြန်လည်ခုခံပစ်ခတ်ရာအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်အပြန်အလှန်ပစ်ခတ်မှုအတွင်းမှာအုတ်ချုပ်ရင်းမှုခင်မောင်ဝင်းဟာပြင်းထန်တဲ့ဒဏ်ရာတွေနဲ့ထွက်ပြေးသွားပြီးတော့၎င်းရဲ့ဇနီးဖြစ်သူတန်းတန်းຫນွယ်တေဆုံးက အုပ်ချုပ်ရေးမှုရဲ့နေအိမ်ကိုရောက်ရှိနေတဲ့ပုပ်ပလီကချင်းငွေကုမ္ပဏီဝန်ထမ်းနှအုပ်လဲတည်ဆုံးခဲ့တယ်လို့သိရပါဗျ။အုပ်ချုပ်ရေးမှုနေရဲ့အတွင်းကနေပြီးတော့သနက်အတူတလက်ကြီ၁၈တောင်းလက်ပြပုံတစ်လုံးဖုန်းနှလုံးငွေသား၃,၁၀၀ကျပ်တစိုက်တုံးနှစ်ခုမှတ်ပုံတွေတစ်ခုနဲ့စာရွက်စာတမ်းတချို့ကိုတင်စီနိုင်ခဲ့တယ်လို့သိရပါဗျ။ မနေ့ကမွန်လွဲပိုင်းမှာအေးမခွဲအုပ်ကြီးခင်မောင်ဝင်းနဲ့ပြူစောတိအဖွဲ့ကစစ်မှုထမ်းဖို့လူငယ်တွေကိုစုဖို့ဆိုပြီးတော့အစည်းအဝေးလုပ်နေတဲ့သတင်းကြားလို့အင်ကိုဝင်စည်းတာအဲ့ဒီအိမ်ထဲမှာရှိနေတဲ့အုပ်ကြီးနဲ့သူ့မိန်းမကကျွန်တော်တို့ရဲဘော်တွေကိုစစ်ခွေးတွေပေးထားတဲ့တနတ်နဲ့ပြန်ပြစ်လို့အပြန်လန်ပြစ်ခတ်မှု7မိနစ်လောက်ဖြစ်ပွားခဲ့တယ်။အုပ်ကြီးကတနတ်နဲ့ချက်မှန်ပြီးတော့ထွက်ပြေးသွားတယ်။အုပ်ကြီးမိန်းမကဆေးရုံရောက်မှသေးတယ်။ကျန်တဲ့နှအူးကတော့အပြန်လန်ပြစ်ခတ်ကြရင်နဲ့ကြီးစံမှန်ပြီးသေးတယ်လို့တာဝန်ရခိုင် PDF ကတာဝန်ရှိသူတို့ကပြောပြပါရတယ်။ တော်လိုင်းတပ်ဖွဲ့တွေအနေနဲ့စစ်ကောင်စီတပ်ဖွဲ့များနဲ့၎င်းတို့ရဲ့တောက်တိုင်များအနေမှာတွာလာနေထိုင်ခြင်းတွေကိုမပြုလုပ်ကြဘို့ပြည်သူများကိုအကြိမ်ကြိမ်သတိပေးခဲ့တော်လဲလိုက်နာခြင်းမရှိတဲ့အတွက်အခုလိုမျိုးအပြန်အလှန်ပြစ်ခတ်မှုအတွင်းမှာအုပ်ချုပ်ရေးမှုခင်မောင်ဝင်းနဲ့အတူထိုင်နေတယ်ပုပ်ပလိကချင်းငွေကုမ္ပဏီဝန်ထမ်းနှစ်ဦးတည်ဆုံးခဲ့တယ်လို့သိရပါတယ်အရင်ကသူတို့ကိုပြူစောထိတယ်လို့ထင်နေတာဒီမနက်မှသိရတာကသူတို့ကချင်းငွေကိစ္စနဲ့အုပ်ကြီးအိမ်ကိုရောက်နေကြတဲ့ကုမ္ပဏီဝန်ထမ်းတွေမှန်းသိရတာအခုလိုဖြစ်သွားတော့ရဲဘော်တွေလည်းစိတ်မကောင်းဖြစ်နေရတယ် အရင်ကတည်းကစစ်ကောင်စီနဲ့သူတို့ရဲ့ထောက်တိုင်နေနာကိုမနေဖို့အကြိမ်ကြိမ်သတိပေးနေတာကိုမလိုက်နာတော့အခုလိုဖြစ်ရတာပေါ့။အုတ်ကြီးကတော့ရန်ကုန်စေယုံမှာအချိန်နေတိမ်မကောင်းမှုပြောတယ်သူတို့ထိုင်နေတဲ့ဇပွဲပေါ်မှာတနက်တွေလက်ပြဘုံတွေတင်ထားတာစစ်ကောင်စီအတွက်ဆက်မှုထမ်းဖို့အတွက်လူစုပေးနေတဲ့အုတ်ကြီး၊ယာအိမ်မှု၊ဆဲအိမ်မှုပြူစောထိနဲ့သတင်းပေးတွေကိုထမှန်ပြီးတော့ရှင်းလင်းမှာမို့လို့ဒီလိုလူတွေနဲ့ဝေးဝေးကိုနေထိုင်ကြဖို့ပြည်သူတွေကိုအထူးသတိပေးပြစီလို့ကာဝရီ KIPDF ကတာဝန်ရှိသူတို့ကဆက်လက်ပြီးတော့ပြောဆိုထားပါဗျ။ ်လူစောတိခေါင်းဆောင်အုပ်ချုပ်ရေးမှူးခင်မောင်ဝင်းဟာအကြမ်းဖက်စစ်ကောင်စီအလို့ကြပြည်သူများကိုအတင်းအကျပ်ချိမ့်ချောက်ပြီးတော့စစ်မှုထမ်းရလူစုပေးခြင်းနဲ့ငွေကြေးကောက်ခံခြင်းစစ်ကောင်စီထံကိုတော်လှန်ရေးရဲဘော်များရဲ့သတင်းအချက်အလက်များကိုထောက်လန်းသတင်းပေးပို့ခြင်းစစ်ကောင်စီအားကိုးတဲ့ပြည်သူတွေကိုအမျိုးမျိုးဖိနှိပ်ဒုက္ခပေးနေတဲ့အတွက်ကြောင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်တရင်ကတော့ပဲခူးတိုင်းတောင်ငူမြို့မှာစစ်သားတွေစုဆောင်းပေးနေတဲ့ထီးလိုင်တရက်ကွက်အုတ်ချုပ်ရဲမှုကြည်စိုးရဲ့နေအိမ်ကိုလက်ပစ်ဘုံနဲ့ပြစ်သွင်းတိုက်ခိုက်ခဲ့ပြီးတရက်အကြာမှာအုတ်ချုပ်ရဲမှုယာတို့ကနေပြီးတော့နှုတ်ထွက်တိမ်းရှောင်သွားတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်မေလ22ရက်နေ့ည9:55မိနစ်မှာ ကောင်ဝူမြို့ထီးလိုင်တရက်ကွာအုတ်ချုပ်ရဲမှုကြည်ဆိုးရဲ့နေအိမ်ကိုမြို့ပြတော်လိုင်းရဲ့အင်အားစုကရဲဘော်များကလက်ပစ်ဗုံးနဲ့ပြစ်သွင်းတိုက်ခိုက်ခဲ့ပြီးတော့လူထိခိုက်မှုတော့မရှိဘူးလို့သိရပါတယ်။ဒါပေမဲ့အုတ်ချုပ်ရဲမှုကြည်ဆိုးဟာနောက်တနေ့မှယာရုကနေပြီးတော့နှုတ်ထွက်သွားတယ်လို့သိရပါတယ်။တောင်ဝူမြို့ကမြို့ပြတော်လိုင်းရဲ့အဖွဲ့ကမေလ21ရက်နေ့ည9:55မိနစ်မှာတောင်ဝူမြို့ထီးလိုင်တရက်ကွာအုတ်ချုပ်ရဲမှုကြည်ဆိုးရဲ့နေအိမ်ကိုလက်ပစ်ဗုံးတစ်လုံးပြစ်သွင်းပြီးတော့တိုက်ခိုက်ခဲ့တယ်။တိုက်ခိုက်မှုကြောင့် လူထိခိုက်မှုတော့မရှိခဲ့ပါဘူးအုပ်ချုပ်ရေးမှုကတော့မေလ22ရက်နေ့မှာတောင်ကိုခရိုင်ထွေးအုပ်ရုံးကိုနှုတ်ထွက်စာတင်သွင်းတယ်လို့သိရတယ်သူ့ရဲ့ Facebook မှာလည်းနှုတ်ထွက်ပြီးပြီဆိုတာကိုတရားဝင်ကြေညာခဲ့တယ်လို့မြို့ပြတော်လိုင်းရင်အင်အားစုမတာအတာဝန်ခံစစ်သူကြီးကပြောဆိုခဲ့ပါတယ်အဲ့ဒီအုပ်ချုပ်ရေးမှုကြီးစိုးဟာတင့်မောင်ခိုလှုပ်ခြင်းလောင်းကစားဝိုင်းများထောင်ခြင်းစစ်သည်ကိုဝင်ဖို့အတွက်ပြည်သူများကိုဖိအားပေးခြင်းတို့ကြောင့် ထီးလိုက်တစ်ရက်ကွက်ကလူငယ်များဟာမိသားစုလိုက်တင်းရှောင်နေရခြင်းစတဲ့ပြည်သူလူထုရဲ့တိုင်ကြားမှုများကြောင့်တော်လိုင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းငန်းစုံမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီတပ်သား90ခန့်လိုက်ပါလာတဲ့ဒိုင်နာကားတစီးကိုမိုင်းဆွဲတိုက်ခိုက်ရာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ်မေလ21ရက်နေ့မနက်7:45မိနစ်အချိန်မှာငန်းစုံမြို့နယ်ကျင်းသာကြေးရွာဘက်ကိုအင်အား90ခန်းနဲ့စစ်ကြောင်းထိုးပြီးတော့ဆက်နက်ပြေးဒိုင်နာကားနဲ့မြို့သားမျိုးဘက်ကိုပြန်လာတဲ့အချိန်ပရိသာမိုင်း၅လုံးရှေ့ထွက်မိုင်း၃လုံးနဲ့မိုင်းဆွဲတိုက်ခတ်ရာအကြမ်းဖက်စစ်ကောင်စီတပ်သားအများအပြားထိခိုက်ဒဏ်ရာရရှိပြီးတော့အော်ဟစ်ညင်းညူတံများနဲ့အတူခွေးကုန်းအထိုင်စခန်းကိုအလင်းအမြန်မောင်းပြေးသွားတယ်လို့သိရပါဗျ။စစ်ကြောင်းထိုးဖို့ဝင်လာတာပေါ့။အလာတုံးကတော့လျှက်တပြတ်မှုလို့ဝင်လာတာမဆွဲလိုက်ရဘူး။ ပြန်ထွက်มาဆွဲလိုက်ရတာမိုင်းခွင်းအလဲတဲတဲ့မိတာလည်းဟုတ်တယ်ကားနောက်ခန်းထဲကိုလည်းရှေ့ထွက်နဲ့ကွက်တီဝင်သွားအောင်ဆွဲလိုက်နိုင်တယ်အသေးအပြောက်တိကြတော့မသိရသေးဘူးကားပေါ်မှာတော့អော်ဟစ်နေတာပွဲလောကိုញံနေတာပဲတည်တဲ့သူတွေလည်းတော်တော်များများတည်တယ်ဒဏ်ရာရတဲ့သူတွေလည်းများတယ်လို့သတင်းရထားတယ်သတင်းလက်ဆဖျောက်ဖို့အတွက်ဘယ်ဆေးရုံကမှမသွားပဲဂွေးကုန်းကိုတန်းပေါင်းသွားတာသတင်းလက်ဆဖျောက်ချေလို့မြို့သားစေယုံကိုမဝင်တော်ဘူးလို့နိုင်ငံိပြောက်ကြားတပ်ဖွဲ့မြင်းကြံကတာဝန်ရှိသူတို့ကပြောဆိုထားပါရယ်အကြမ်းဖက်စစ်ကောင်စီတပ်သားများထွက်ပြေးသွားတဲ့ဂွေကုန်းကြီးရဟာ ငန်းစုံမြို့နယ်အတွင်းမှာပါရှိတော်လဲဒရုံမြို့နယ်အဆက်မှာတည်ရှိတယ်လို့သိရပါတယ်၎င်းမိုင်းဆွဲတိုက်ခိုက်မှုကိုနဂနီပြောက်ကြားတပ်ဖွဲ့မြင်းကြံရဲဘော်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများရန်တပ်ပစ်ခတ်မှုရှိခဲ့တော်လဲပြည်သူ့ကာကွယ်ရေးရဲဘော်များအထူးကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ်တရင်ကတော့မွန်ပြည်နယ်ရန်ကုန်မော်လမြိုင်ကားလမ်းပေါ်ဘီလင်းမြို့အနီးမစောတရားဟာမိုင်းခွဲခံရတဲ့အတွက်ပြိုကျပျက်စီးသွားပြီးတော့လူတအုပ်သေးဆုံးက၃ဦးဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မေလ23ရက်နေ့မနက်9:00ဝန်းကျင်အချိန်မှာမွန်ပြည်နယ်ဘီလင်းမြို့နယ်တထုံမြို့ကြားရန်ကုန်မော်လမြိုင်ကားလမ်းပေါ်တောင်ကလေးကျေးရွာအနီးမှာရှိတဲ့မစောတရားဟာမိုင်းခွဲခံရပြီးတော့ပြိုကျသွားတယ်လို့သိရပါတယ်။တရားပြိုကျတဲ့အချိန်မှာစိုင်းကယ်3စီးဖြတ်တန်းနေတဲ့အချိန်ဖြစ်တဲ့အတွက်စိုင်းကယ်စီးနေလိုက်ပါသူ၄ဦးပါတရားပြိုကျမှုမှာပါဝင်သွားရာတဦးသေဆုံးပြီး၃ဦးဒဏ်ရာရရှိထားတယ်လို့သိရပါတယ်။အခုတည်းကတော့အလောင်းတလောင်းတွေ့တယ်။အခုတော့တဲသွားပါပြီ။ လမ်းတွေတော့အကုန်ပိတ်သွားပြီကားတွေလည်းဖြတ်မရတော့ဘူးလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်လက်တလုံးမိုင်းခွဲခံရပြီးတော့ပျက်စီးသွားတဲ့ဒရားဟာအရင်ရက်ပိုင်းအတွင်းကမိုင်းခွဲခံရတဲ့ကျုံအိတ်ဒရားနဲ့မလန်းမကန်းမှရှိနေတယ်လို့သိရပါတယ်လက်ရှိမှာခရိုင်ချင်းဆက်လမ်းများကနေပြီးတော့ကွေ့ပတ်သွားရန်ကားသမားများကလမ်းတွေရှာဖွေနေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။